ရဲ့လူတရေဆန်လူငန်းတော်တွေမင်းတို့အခုလုပ်နေရတဲ့အချင်းပြင်းတွေကသိရန်နေနဲ့မင်းတို့ပြောင်းပြီးထားတယ်အချင်းပြင်းတွေဘက်ကဟာရင်းနဲ့မင်းတို့လုပ်တယ်အချင်းပြင်းတွေဘက်ကမင်းတို့ပေါင်းသားတွေကတော့အချင်းပြင်းတွေဟာရဲ့ပြည်ပြည်ဒီသူကိုရက်ဆက်ဆက်တတ်စင်တုန်းကတတ်ခဲ့ရတဲ့ကောင်းကြီးလူသက်သမားတွေဆေးရသပဲ့ကောင်းကြီးရိုင်းဆိုင်တဲ့ကောင်းကြီးလူယုံမာတွေခွေးတွေစသဖြင့်ပက်ပက်ဆက်ဆက်ရေးသားနေတဲ့ comment ကိုဒေသသမီးကကြောရှင်ကြည်နူးစွာနဲ့ငါအဖေလို့ရဲ့ကြီးကိုဂုံယူလိုက်တာလို့စဉ်းစားနေပါလိမ့်မယ် ဟိုင်းချယ်ရမီဘာပီတူညိုကောမော်နမများအားလုံးပဲမင်္ဂလာပါ Newsbit Channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါရစေ2025ခုနှစ် April 17ရက်နေ့ကျွန်တော်တက်ကြံအကြိုနေ့ပေါ့နော်ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာနောက်ဆုံးရရှိထားတဲ့တော်လန်သတင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာမို့လို့ကျွန်တော်တို့ဗီဒီယိုကိုစာဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရစေကျွန်တော်ခါတိုင်းလိုပဲအယုံဆုံးနေတဲ့သတင်းတိုလေးတွေနဲ့ချင်းလေးချေးရအောင်နော်ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ ပြမနာတန်တောင်ကြီးရေနေနဲ့ရေတာရှိမြင့်နယ်တို့မှာစစ်ကောင်စီတပ်နဲ့ဖြစ်ပွားခဲ့တဲ့တပွဲတွေတွင်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုများပြားခဲ့ပြီးမှဒုတိယမှုအစဉ်ရှိအရာရှိအချို့လည်းတည်ဆုံးခဲ့တယ်ဆိုပြီးတော့မှာ NUG ဘက်ကလည်းထုတ်ပြန်ထားတဲ့သတင်းပဲဖြစ်ပါတယ်အခုချိန်ထိရန်သူစစ်ကောင်စီဘက်ကလည်းပြည်မှာပြက်ခတ်ရဲစဲကြောင်ထုတ်ပြန်ထားပေမဲ့မြေပြင်မှာတော့စစ်ကြောင်းတွေအင်အားဖြည့်တင်းချင်းမြေပြင်စစ်ကြောင်းထိုးခြင်းလက်နက်ကြီးတွေနဲ့ရန်တပ်ပြက်ခတ်ခြင်း ဒရုန်းနဲ့ဘုံကျချင်း၄ချောင်းနဲ့ဘုံကျချင်းတို့နဲ့ဆင်မြတ်အလွတ်ဆောင်နေတာဖြစ်လို့ခုဆိုရင်ကျွန်တော်တို့နေပြည်တော် PDF တွေကနေပြီးတော့မှပြည်သူတွေအနေနဲ့ပေါ့နော်စစ်ကောင်စီရဲ့၄ချောင်းတိုက်ဟမှုတွေရန်ကနေပြီးတော့မှကျိုးတင်ကာကိုရှောင်ချချဖို့အတိပေးပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီခုဆိုရင်နေပြည်တော်နဲ့နှီးဆက်တဲ့ပေါ့နော်နေရာတော်တော်များများပါတော့ကျွန်တော်တို့တော်လိုင်းအားစုတွေကနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာပြည်မမကြခင်မှာတော့ကျွန်တော်တွေနဲ့တရင်ကောက်တွေဒီတက်ပို့ပြီးတော့မှကြားရဖို့ရှိနေတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတို့သူဖို့အနေနဲ့ကတော့ အင်အားပြင်းကလေးကြီးကြောင့်နေပြည်တော်မှာရှိတဲ့ဝင်ကြီးဌာနရုံးတွေပြိုကျပစ္စည်းကုန်လို့ရုံးတချို့ကိုရန်ကုန်မှာယာယီပြောင်းရွှေ့ခြင်းစိုက်မဲ့ဆိုပြီးမှတရင်းတွေထွက်ပေါ်နေတာပဲဖြစ်ပါတယ်။ရုံးသုံးခုကိုနေရာရွှေ့မဲ့ပြောတယ်အခုထိလိုင်းခန်းတွေမှာပီအီတည်နေတဲ့အလောင်းတွေကိုမထိုးရသေးလို့အနံ့တွေလည်းထွက်နေတယ်။နေခင်းဘက်ပါတခိုးတွေဝင်ခိုးလို့ကိုလိုင်းခန်းကိုစောင့်ကြည့်နေရတဲ့ဆိုပြီးမှလောက်ဝကဝန်ထမ်းတို့ကနေပြောဆိုထားတာဖြစ်ပါတယ်။နိုင်ငံခြားရေးနဲ့ဟိုတယ်နဲ့ခရီးသွားလာရေးဌာနကရုံးပစ္စည်းတွေပြောင်းရွှေ့ဖို့ပြင်ဆင်နေပြီလို့သိရတယ်။ရုံးနဲ့လူနေလိုင်းခန်းတွေကတော့ပစ္စည်းတွေလို့သိရပါတယ်ဆိုပြီးတော့ စီရမ်ဘူဂျီစင်ယောဂနဲ့မြေတော့မှထပ်လောင်းပြောကြားထားတာပဲဖြစ်ပါတယ်။ဆိုတော့ဒီစက်ကောင်စီတပ်ဖွဲ့ဝင်တွေရတော့ပေါ့နော်အခုချိန်ထိသူတို့လက်အောက်ကအောက်ခြေဝန်ထမ်းတွေရဲ့ပြီးနေတဲ့ဒီအလောင်းတွေတော့မှပြန်မထုတ်နိုင်တော့ပဲနဲ့နေပြည်တော်ကဆိုရင်အခုချိန်မှာတော့မြို့ပြကြီးတစ်ခုလိုဖြစ်နေတယ်လို့ကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်။ကဲကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကြားမှာကတော့ ကျွန်တော်တို့အင်းတော်တိုက်ပွဲမှာစစ်ကောင်စီရဲ့ပေါ့နော်တမ80ခွန်တမမိုးအောင်တဲဦးကိုကျွန်တော်ဘက်ကနေပြတော့ဖက်စီယမ်မြေတဲ့ပုံမှာဘူဂျီနီမျိုးစင်အနေနဲ့ပြတော့သူ့ကိုဆိုမစကားပြောထားတာပဲဖြစ်ပါတယ်ဘူဂျီနီမျိုးစင်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချေးလေးရအောင်နော်ဖက်စစ်အကြံဖက်မင်းအွန်လိုင်းလက်ထက်တုန်းကတမမိုးခွန်ခွန်တမမိုးလုတ်ခဲ့တဲ့အောင်တဲဦးရဲ့အမိဖြစ်တယ်ဆိုပြီးဘယ်ရိုက်ရွာဘယ်ပြည်သူကြားထဲမှာမှဒီမိဘကြွေးကြော်ရဲမှာမဟုတ်တော့ပါဘူးလူတော်မတော်တော့ပေါ့နော်လုံးဝတူသိပ်ကြိတ်မိပြီးကိုရောင်ဖြောက် ဖြစ်နိုင်တယ်တို့တော့ဒကောင်စင်းအောင်ပြောင်းရင်ပြောင်းနေလောက်ပါပြီဒီသားဒီစင်းထဲမှာပါခဲ့တာမဟုတ်ဘူးဆိုတော့ကိုအနာဂတ်မှာဆက်လက်လူလုံနိုင်ဖို့အတွက်ကိုပြောင်းလဲနေလောက်ပါပြီဒါမိဘဘက်ကကျွန်တော်ကိုချင်းစာ empathy လုပ်ကြည့်တာပါအခုသားသမီးဘက်ကသူမှသားသမီးရှိခဲ့တယ်နှစ်ယောက်ရှိတယ်လို့ကျွန်တော်ကြားရပါသားသမီးအသက်19 20လောက်ရှိတော့ပြီပေါ့အရွယ်ရောက်ခါစားသားသမီးသားသားသမီးနေရာကနေကျွန်တော်စဉ်းစားကြည့်ပါဦးမယ်အခုဆိုရင်တို့ဖေဟာတို့ဖေနဲ့ရံဘက်ဖြစ်ခဲ့တဲ့တော်လိုင်းတက်ဖွဲ့တွေရဲ့ဖန်စီချွတ်တော်နိုင်ငံကိုခံခဲ့ရပြီ တို့ဖေဖြစ်တဲ့အောင်သက်ဦးဆိုတဲ့ကောင်တယောက်နဲ့ပတ်သက်လို့ဖမ်းဆီးရမိတဲ့တဲ့ရင်တွေနိုင်ငံတကာပြည်တွင်းပြည်ပဟိုလေးတကြောမျက်မျက်မျက်စာမျက်နာတငယ်နဲ့မုတ်ဆမွေးဗရဘောတူဒီမုတ်ဆနဲ့ရုပ်မှာကောက်ကျစ်တဲ့စိတ်တက်ကိုအထင်းသာပေါ်လွင်နေစေတဲ့သူ့ရဲ့ဥပရိယုတ်ကိုပြင်းထန်ဆက်ဆုပ်စွာဝိုင်းဝန်းဝေဖန်ရှုံချနေတဲ့ comment အများစုကိုသားသမီးဟာဘလို့စိတ်ထားနဲ့ဖတ်မှလဲသူ့ဖေသာကောင်းသောအလုပ်လုပ်ခဲ့တယ်ဆိုရင်သူ့အဖေသာသူ့ဖခင်သာ တမတော်သားကောင်းကြီးတယောက်ဖြစ်ပြည်သူပြည်သားတွေကိုစောင့်ရှောက်ကာကွယ်ဖို့ကြိုးစားရင်ပြည်သူပြည်သားတွေကိုအန္တရာယ်ရန်စွဲပြုတ်လာတဲ့ရုရှားတို့တရုတ်တို့စတဲ့ကျူးကျော်သူနိုင်ငံများရန်ကိုခုခံကာကွယ်ရင်အဖမ်းခံခဲ့ရပြီးရန်သူတုံ့ပြန်ဖြစ်သွားလို့ပြည်သူတရားလုံးကဟာတို့ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့တမမူကြီးဘုံမူကျောင်းတဦးသူတုံ့ပြန်ဖြစ်ဖမ်းဆီးခံရတာကိုဝမ်းနဲ့ကြည်ခွဲရပါတယ်ပြည်သူတရားလုံးရဲ့အန္တရာယ်ရန်စွဲကိုကာကွယ်စောင့်ရှောက်ဖို့နိုင်ငံတော်ကြီးကိုဘေးကင်းလုံခြုံအောင်ကာကွယ်စောင့်ရှောက်ဖို့ကြိုးပမ်းရင်ရန်သူဖြစ်တဲ့မိစ္ဆာရုရှားတို့ ရဲ့ဖန်းစီမှုကိုခံခဲ့ရတာမို့ပြည်သူတရလုံးကမြေတာပို့တဲ့ရှိပါတယ်ဆိုတဲ့ကွန်မန်းမျိုးကိုသာသူတို့ဖတ်ချင်ကြမှာပါအခုတော့ကိုယ့်ရဲ့လူမျိုးတူဘာသာတူပြည်သူကွန်မန်69ရာခိုင်နှုန်းလောက်ကဘယ် web page ဘယ်သတင်းစာမျက်နှာအောက်မှာကြည့်ကြည့်အောက်သက်ဦးကိုပက်ပက်ဆက်ဆက်မေးနှမနဲ့ကင်တုတ်ပြီးမင်းတို့ပြည်သူကိုရက်ဆက်ဆက်တတ်ဆင်တော့ကတတ်ခဲ့ကြတဲ့ကောင်းတွေလူသက်သမားတွေဆေးရစပွဲကောင်းတွေရိုင်းဆိုင်တဲ့ကောင်းတွေလူယုံမာတွေခွေးတွေစသဖြင့်ပက်ပက်ဆက်ဆက်ရေးသားနေတဲ့ကွန်မန့်ကိုဘယ်သားသမီးက ပျော်ရွှင်ကြည်နူးစွာနဲ့ငါ့အဖေလို့ရဲ့ကြီးကိုဂုံယူလိုက်တာလို့စဉ်းစားနေပါလိမ့်မလဲอืมဒါသာသမီးဒီဘက်ကကိုချင်းစာအမ်ဖတီဖြစ်ဖို့ဖခင်တယောက်အနေနဲ့ကြိုတင်စဉ်းစားတဲ့နဲ့အကြောင်းအရာဖြစ်ပါတယ်အခုဆိုရင်သူသားသမီးဟာဖခင်ခိုးဝဲရယူထားတဲ့ငွေကြေးတချို့နဲ့ကုမ္ပဏီတချို့နဲ့နိုင်ငံခြားငွေကြေးလွှတ်ဝဲပို့ပေါင်းထားတာတွေနဲ့ဆွစ်ဇာလန်တော်လကောတခြားနိုင်ငံတစ်ခုမှတော်လကောဒေါ်လာတန်းချီပြီးသွားပုံအောင်ပြီးကိုရောင်ဖြောက်နေလို့ရကောင်းရပါလိမ့်မယ်ရပါလိမ့်မယ် မြန်မာပြည်အတိုင်းဝိုင်းမှာတော့ငါတို့ဟာအောင်သက်ဦးဆိုတဲ့စစ်တပ်တို့အပတ်စဉ်၄၀နှစ်ကဆင်းပြီးတမခွနစ်ခွနစ်ကိုဥဆောင်ပြီးဖက်စစ်ကြံဖက်ရန်ရာကြီးတိဆောက်ဖို့ကြိုးပမ်းခဲ့တဲ့စစ်ဗိုလ်ချုပ်ဗိုလ်မှူးချုပ်တယောက်ဖြစ်ပါတယ်ဆိုတဲ့သကရက်ကိုတော့ပြည်သူပြည်သားမြန်မာနိုင်ငံသားကြားထဲမှာသူ့အနေနဲ့တသက်လုံးကြွားဝါပြောခွင့်မရှိတော့ပါဘူးပြောရင်းမှလည်းမဟုတ်တော့ပါဘူးဘာလို့ဆိုတော့သူတို့ဖခင်ဟာအာတမစနစ်ကိုအသက်သွင်းဖို့ကြိုးပမ်းခဲ့တဲ့စစ်ရာဇဝတ်ကောင်ဖြစ်နေလို့ပါပဲမူကြီးနေမျိုးစင်ပြောသွားတဲ့အကြောင်းပါတယ်နော်ဒီအောင်တဲဦးကတော့ တမခွန်နဲ့ဆက်ခွန်ကိုဦးဆောင်ပြီးတော့မှအင်ဒိုမျိုးသိန်းတိုက်ပွဲမှာသူအနေနဲ့ပြီးတော့မှတယောက်ချီတသားတွေနဲ့ကိုလိုယုံပြီးတော့မှထပြေးသွားတဲ့အချိန်မှာကျွန်တော်တို့တော်လိုင်းပူပေါင်းတပူဝနဲ့ပြီးတော့မှလမ်းခုလက်တနေရမှာပဲပြန်ပြီးတော့မှဖန်စီရင်မိတာပဲဖြစ်ပါတယ်အခုဆိုရင်အောင်တူဦးကြောင့် သူရဲ့မိဘတွေသားသမီးတွေရာဆွန်လက်ပါနော်လူတော့မတိုးနိုင်ပဲနဲ့သူ့ဘာခင်ကြောင့်အရှိကွဲပြေတော့မှနေရမယ်ဆိုတော့ကျွန်တော်ပြောလို့ရနေတာဖြစ်ပါတယ် social punishment ဆိုတဲ့အရာတော်သူတို့နေနဲ့အခုဆုံးခန်းစားဖို့တော့မှဖြစ်ပြတော့မှကျတို့ဘက်ကနေပြမသူတို့ကိုအချိန်တိုင်းပေါ့နော်ကန့်ကွက်နေမယ်ဆိုတာသူတို့ကိုယ်တိုင်လက်သိရှိသွားမှာပဲဖြစ်ပါတယ်အခုဆိုရင်စကောင်စီရဲ့ တမမိုးတွေဘူးမှုချိုးတွေအရဆိုရင်ကျွန်တော်တော်လိုင်းရဆိုတွေလည်းထဲကိုရောက်ရှိနေတာမို့လို့အချိန်မနှောင်းသေးခင်မှာကျန်တဲ့စကောင့်စီအောက်ခြေသက်သားတွေရောရာရှိတွေအနေနဲ့ပြည်သူ့ဘက်ကလည်းမြန်ဆုံးကုပြောင်းတင်နေပြီဆိုတဲ့အကြောင်းလည်းဒီနေရာကနေနောက်ဆုံးအချိန်တရိပ်ပေးပြောလိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့စကောင်စီအနေနဲ့ခုဆိုတက်တန်းရှင်တွေတဲ့အချိန်မှာသူတို့ဘက်ကနေပြပညင်းချင်းဆွေးနွေးမယ်ဆိုတော့ပေါ့နော်ပုံစံမျိုးနဲ့ငလီမျိုးအကြောင်းပြပြပြီးတော့ပြောဆိုလာကြလို့အဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှဦးသိမ်းမြရနေဘယ်လိုမျိုးအကြောင်းအရာတွေနဲ့ပြန်ပြတော့တုံ့ပြန်ပြောဆိုမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော် ွေးကြွေးမှာဆွေးနွေးစရာမရှိဆိုတဲ့အခြေအကြောင်းစိတ်ဆက်ဆွေးနွေးရေးသမားတွေကအလွန်နားခါကြပါတယ်မဆွေးနွေးဘူးလို့ပြက်ပြက်သားသားပြောနေလို့နားခါတာပါတပတ်စွန့်ရောက်တဲ့အတွေးခေါ်လို့လဲမကြခဏပြောတတ်ကြပါတယ်ကိုနဲ့မတူလို့ရှိရင်တပတ်စွန့်ရောက်တယ်လို့ပြောတတ်ကြတာကတော့အစင်လားတစ်ခုလို့ဖြစ်နေပါပြီအင်းတွန်လိုင်းရေးသမားတွေကလည်းဆွေးနွေးရေးဆိုတဲ့အခြေအကြောင်းကိုအလွန်နားခါကြပါတယ်ဘာကြောင့်လဲဆိုတော့ဆွေးနွေးရေးအတွေးခေါ်ဝင်လာပြီဆိုလို့ရှိရင် လက်လက်ကင်တော်လိုင်းရေးသမားတွေတွေးကွဲသွားတာတော်လိုင်းရေးသားလျှော့သွားတာမျိုးကိုမြမတမိုင်းအဆက်ဆက်မှာခဏခဏကြုံဘူးထားလို့ပါအဲ့ဒါကြောင့်ဆွေးနွေးရေးအတွေ့အခေါ်တွန်းလာတာဟာတော်လိုင်းရေးကိုဖြုတ်ခွဲတက်ရှုတာပဲလို့မြင်ကြပါတယ်စစ်တပ်မကြိုက်တဲ့အဖြစ်ထွက်လို့မဖြစ်ဘူးဆိုတဲ့အခြေအကြောင်းကပြည်သူပါတီဥက္ကရာဥက္ကူကြီးကပြောပါတယ်ရွေးကောက်ပွဲကလွဲပြီးတော့တခြားတိချက်ကောင်းတဲ့နေရှိသေးသလားလို့တောင်းမှသူက မေးခွန်းထုတ်ပါတယ်1990မှာရွေးကောက်ပွဲလုပ်တယ် တဆညမနိုင်မနဲ့ NLD နိုင်တော့အာနာလွှဲမပြီးပဲနဲ့ထားတယ်။2010မှာရွေးကောက်ပွဲလုပ်တယ်။ NLD မဝင်မနဲ့ကြက်ဖွင့်နိုင်တော့စစ်တပ်ကအာနာလွှဲပေးတယ်။စစ်တပ်နဲ့ကြက်ဖွင့်ကနှစ်ကိုတစိမ့်ဆိုတော့စစ်သားတမန်လွတ်တော်နဲ့ထိုင်နေတာတို့ကာကွယ်ရေးပြည်ထရေးနေဆက်ရေးထွေအုပ်အဲ့ဒါတွေကိုစစ်တပ်ကချုပ်ကင်ထားတာတို့ကအဲ့ဒီကာလမှာတော့ကဥသိမ့်စိန်ကာလမှာတော့ကတော့ဘာမှပြဿနာမတက်ခဲ့ပါဘူး။နောက်ပိုင်းဒေါ်အောင်ဆန်းစုကြည်လက်ထက်ကျမှပြဿနာတက်တာပါ။2010မှာ NLD ကိုရွေးကောက်ပွဲဝင်လာအောင်ကျုံ့သွင်းခဲ့တယ်။ 2008အခြေခံဥပဒေအသက်ဝင်လာအောင်အဲ့ဒါလိုကြုံတွေ့လာပါ2015မှာ NLD ရွေးကောက်ပွဲဝင်တယ်နိုင်တယ်အာဏာလဲလွှဲပေးတယ်စစ်တပ်ကအာဏာတွေကိုအစ်မန်အာဏာတွေကိုဆော့ဆော့ပြောတဲ့ပြည်ထဲရေးတို့ကာကွယ်ရေးတို့နေဆက်တို့နောက်ပြီးတော့ထွေအုပ်တို့အဲ့ဒါတွေအကုန်လုံးကိုတကယ့်အာဏာတွေအကုန်လုံးကိုချုပ်ကန့်ထားပြီးတော့ NLD ဟာစီမံခန့်ခွဲမှုတချို့ကိုသာလက်ခွင့်ရတဲ့ရုပ်သေးရုပ်အစိုးရဖြစ်ခဲ့ပါတယ်စစ်တပ်လုပ်တဲ့ပြဿနာတွေအဲ့ဒီကလာမှာတပုံတစ်ခေါင်းကြီးတက်ပါတယ် KIA နဲ့စစ်ပွဲ AA နဲ့စစ်ပွဲတွေအပြစ်မှာအလွန်ဆိုးရတဲ့ Rohingya genocide ကြီးဖြစ်ခဲ့ပါတယ်2020မှာ NLD ကနောက်ထပ်တစ်ခါထပ်ပြီးတော့နိုင်ပါတယ်ဒီဒီကမှာတော့အာနာမတ်တော့ပါဘူးအာနာသိမ့်ပြလိုက်ပါတယ်အဲ့ဒါလိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အမျိုးမျိုးအဖုံဖုံတွေသူတို့လိုရင်တမျိုးမလိုရင်တမျိုးအဲ့ဒါလိုအကြိမ်ကြိမ်လှုပ်ထားတာကိုတောင်မှ ရွေးကောက်ပွဲကလွဲပြီးတော့တခြားနေလမ်းမရှိဘူးလို့ဆုံနေလေတော့ဘာကိုမျောလင့်ပြီးတော့အဲ့ဒီစကားကိုပြောတယ်လေလို့မေးရမလို့ဖြစ်နေပါတယ်ကိုကိုကြီးနော်ရွေးကောက်ပွဲလုပ်တဲ့အခါမှာစစ်တပ်မကြိုက်တဲ့အဖြစ်ထွက်လို့မဖြစ်ဘူးလို့လေဆိုပြန်ပါတယ်စစ်တပ်ကြိုက်တယ်လို့လုံမှာပဲအဲ့ဒါကိုလက်ခံရမယ်စစ်တပ်ကြိုက်တဲ့အဖြစ်ထွက်ကိုထွက်ရမယ်ဆိုလို့ရှိရင်တော့ရွေးကောက်ပွဲတောင်လုံမနေပါနဲ့တော့ကွာသူတို့ဘာသာပဲအာနာသိမ့်ပြီးတော့သူတို့ပဲဝင်းကြီးချုပ်ပဲလှုပ်လို့တမရပဲလှုပ်လို့သူတို့ပဲရာသက်ပံခိုင်းလိုက်ပါတော့လို့ ပြောရမလို့ဖြစ်နေပါပြီဒီမှာဦးသိမ်းပြပြောသလိုပဲမြောက်လိုင်းတို့အစိုးအနေနဲ့အခုချိန်မှာတော့ပေါ့နော်ကျွန်တော်တို့ပြည်သူတွေကိုသူကနေမြန်မာရုပ်ောက်ပွဲချင်းပါပြီတော့မှနိုင်ငံရေးကနေထုတ်ခေါ်မယ်ဆိုတော့မလုံးပေးပြီတော့မှအခုဆိုနိုင်ငံရေးပါတီတချို့နဲ့သူကနေပြီတော့မှပေါင်းပြီတော့မှကြံစီနေကြတာပဲဖြစ်ပါတယ်ဒီချိန်မှာတချို့ နိုင်ငံရေးပါတီခိုးဝဲစားတချို့ကနေပြီးတော့မအမြောက်လိုက်ပြောတဲ့အတိုင်းပဲပေါ့နော်ခုဆိုရင်ပြည်သူလူထုကိုချင်းချောက်ပြောဆိုနေတာပြပြမသူတို့အနေနဲ့ရွေးကောက်ပွဲမှာမဖြစ်မှနဲ့မဲထက်တဲ့နယ်ဆိုတဲ့အကြောင်းတွေကနေစာလို့ပြောဆိုလာကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့တော်လိုင်းပြီးတော့တားတွေကနေပြီးတော့မဒီစကောင်စီရဲ့ပေါ့နော်ရွေးကောက်ပွဲအကြောင်းကိုချိပြတော်မှာဖြစ်ပြီးတော့မှဒီနေ့မကုန်ခင်မှာပဲမျောက်နေလို့ရှိတဲ့နေပြီးတော့တိတ်တိတ်မဲ့ဆိုပြီးတော့မှကျုံဝပြောဆိုထားကြတာမလို့ကျွန်တော်တို့အနေနဲ့တော့ကြည့်မယ်ဆိုတော့ခက်ဆက်ဆက်ကျွန်တော်တို့ပြည်သူနဲ့ ဒီပြည်သူကိုချစ်တဲ့နိုင်ငံရေးပါတီတချို့ကိုပြစ်စက်ကနေပြီးတော့မလိညာခဲ့တဲ့ပုံမှာကျတို့ပြည်သူပြည်သားအားလုံးတော်လိုက်တဖို့တွေရဆလုပ်ပါနော်အခုစစ်ကောင်စီကိုဖြိုချဖို့ဆန္ဒပြင်းပြနေကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ပြည်သူတွေကြားထဲမှာလိုလိုအခက်အခဲဖြစ်နေတဲ့လာရှိမျိုးနောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးတော့မှ MND နဲ့စစ်ကောင်စီတို့ကြားဘယ်လိုမျိုးဆွေးနွေးမှုတွေရှိနေလဲဆိုတာကိုကျတို့ ABS တရားအဖွဲ့ဝင်အောင်သူကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်သူဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျတို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော် င်းကျွန်တော်မြင်တာတော့တရုတ်ကအခုဖြစ်တဲ့အခြေအနေကတရုတ်ကဂျာမန်ဆောင်ရွက်တယ်ဆိုတော့တက်ကိုကျွန်တော်အမြင်ရတော့တရုတ်ကတစ်ဖက်သက်ပေါ့နော် MNDA ကိုဖိအားပေးပြီးတော့ဆောင်ရွက်ဆောင်ရွက်ချက်လို့ကျွန်တော်မြင်ပါတယ်နော်ဆိုတော့အဲ့ဒီခါကျတော့ MNDA ဘက်ကလည်းသူကသူသဘောထားမပါဘဲနဲ့ပေါ့ဗျာနော်လုံနေရတဲ့အခြေအနေဖြစ်တဲ့အခါကျတော့ဒီအခြေအနေတွေကဟိုဖြစ်တာပေါ့နော်ယာယီအခြေအနေယာယီအခြေအနေမှာတော့ဟိုပြဿနာတွေမဖြစ်ဟိုမဖြစ်နိုင်ပြင်မဲ့လေတာရှိဆက်သွားမယ်ဆိုတော့ကျွန်တော်ထင်တယ်တစုံတရာပြဿနာတွေဟိုကြီးထွားနိုင်မယ်လို့မြင်ပါတယ် ဒါပေမဲ့အခုနလိုတရုတ်ကောင်စစ်ဝင်ယုံပေါ့နော်ကောင်စစ်ဝင်ယုံတော့မဟုတ်သူတရုတ်ရဲ့တခုခုပေါ့နော်တရုတ်ရဲ့ယုံတရုတ်ကနေပြီးတော့ယုံလာထိုင်တယ်ယုံလာထိုင်ပြီးတော့နှုတ်နှစ်ဖက်ကြားထဲမှာသူကဂျာဂန်တဘောမျိုးပေါ့နော်ဂျာဂန်တဘောတဘောမျိုးဆိုရင်ဂျာဂန်ပီတောက်ဆောင်ရွက်ဖို့လိုတယ်နော်တစ်ဖက်ဘက်ကမှဘိုင်းမလိုက်ဘမ်းမလိုက်ပဲနဲ့ဂျာဂန်ပီပီတတ်တာဆောင်ရွက်မယ်ဆိုရင်တော့အခြေအနေကတမျိုးဖြစ်နေတာပေါ့အဲ့လိုမဟုတ်ဖ ೇನೆ သူကဥပမာပေါ့နော်ဥပမာစစ်ကောင်စီဘက်ကပဲရက်ပြီးတော့ MNDA ကိုလည်းဟိုဖိအားပေးမယ်ဆိုရင်တော့ကျွန်တော်ထင်တယ်အချိန်ချိန်မှာတော့ပြဿနာက ဟိုဖြစ်လာနိုင်တယ်လို့မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကပေါ့နော်။ဟိုဟို spring ရဲ့သဘောတရားလို့မျိုးပေါ့ဗျာ။နော်ဖြီးပါများရင်ကျွန်တော်ကျန်ပြီးတော့ဟိုတွန်းကန်လာနေတဲ့အခြေအနေမျိုးဖြစ်တာပေါ့ဗျာနော်။အခုဆိုတော့တရုတ်ကတော်တော်လေး MND ကိုဖြီးထားတဲ့သဘောမျိုးဖြစ်တဲ့အခါကျတော့တော့ဟိုဖြီးထားတဲ့အခြေအနေအောက်မှာဒီပိစာရေးမဖြစ်သင့်မနဲ့ဖြစ်သွားတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီလာရှူရောက်လို့ဆိုတာဟိုအသက်ကြီးအများကြီးပြေးခဲ့ရတာလေနော်အသက်ကြီးအများကြီးပြေးခဲ့ရပြီးတော့ကျွန်တော်တို့ဟိုတစ်ဖက်ကိုပြန်ပေးလိုက်ရတယ်ဆိုတာတော့ဘယ်သူမ ဟိုပြေးခြင်းတဲ့အခြေအနေမျိုးတော့မဟုတ်ပါဘူးညဒါပေမဲ့လည်းမနောမနောစာနေတဲ့အခြေအနေတစ်ခုကြောင့်ပြေးလဲရတော့အဲ့ဒီအခြေအနေမှာကျွန်တော်တို့ကနှုတ်နှစ်ဖက်ပေါ့နော်ဟိုပြေးလဲရပြေးလဲကြောင်မဟုတ်ဖဲနဲ့အဲတစ်ဖက်ဘက်ကိုပဲ MNDA ဘက်ကိုပဲတရုတ်အစိုးရကတရုတ်ကပုံပို့ပြီးတော့ဖိအားပေးလာမယ်ဆိုတော့ဒီအခြေအနေကဟို offset သွားဟိုပောက်ကွဲသွားနိုင်တယ်လို့ကျွန်တော်တို့မြင်ပါတယ်ချက်ချင်းမဟုတ်ရင်တော့မှပေါ့နော်တစ်ချိန်ချိန်မှာတော့ဟိုပောက်ကွဲသွားနိုင်တယ်လို့မြင်ပါတယ်ပောက်ကွဲသွားနိုင်တာကဘယ်လိုပောက်ကွဲမလဲပေါ့နိုင်ငံကြီးကပောက်ကွဲမှလားဒါမှမဟုတ်စီးရပောက်ကွဲမှလားပေါ့ဗျာနော် ဆိုအဲ့ဟာတော့အဲ့ဖြစ်လာတဲ့အခြေအနေပေါ်မှာလည်းမူတည်မယ်လို့မြင်ပါတယ်ဒါတော့ဗောနော်ကျွန်တော်တို့ slide ဥရောအောင်အနေပြီးတော့မှခုဆိုရင်ကျွန်တော်တို့အနေနဲ့ MND နဲ့စကောင်စီတို့ကြားလာရှင်မျိုးနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးမှုတွေဟာဆိုရင်ကျွန်တော်တို့အနေနဲ့ကိုယ်ကိုယ်ပြပြမတိရသေးပဲနဲ့တရုတ်ရဲ့ပေါ့နော်ဒီလိုမျိုးကြိုးကန့်ချက်တဲ့မှုတွေကိုပဲကျွန်တော်တို့လည်းစောင့်ကြည့်နေရတဲ့ဆိုတဲ့ကြောင့်ပြောဆိုထားတာဖြစ်တယ်။စစ်ကောင်စီအနေနဲ့ကတော့သူ့အနေနဲ့ဆုံးရှုံးထားတဲ့ဒီလာရှုမျိုးကိုပြန်လည်ရယူချင်နေတာကတော့ ဂျာနေတာပြထမ MND ကနေပြထမပဲလင်မလို့ချင်မဲ့တေရဲ့ PR တွေကြောင့်ပေါ့နော်အခုဆိုရင်မြို့ကိုစွန့်ခွာပြီးတော့မှသူတို့အနေနဲ့ဒီလောက်ကိုင်းဘက်ကိုတွားဖို့ရှိနေတယ်ဆိုပြီးတော့ကျွန်တော်နောက်ထပ်တင်ကြားသိရတာပဲဖြစ်ပါတယ်ဆိုတော့လာရှုမြို့နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးခြေနေတွေဖြစ်လာမလဲဆိုတော့ကျွန်တော်ဒီလမကုန်ခင်နဲ့နောက်လာတွေထိတွေပေါ့နော်ပြန်ပြီးတော့ဆုံးချက်မှာဖြစ်ပြီးတော့မှတကယ်လို့ဒါဒီစစ်ကောင်စီအနေနဲ့တေရဲ့ကိုင်းနေနဲ့လာရှုမြို့ကိုလုံးဆုံးပြန်လဲရရှိသွားမယ်ဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်လာရှုမြို့ကို ဒီ MND မကားလို့ဂျန်နဲ့တော်လိုင်းရဆိုတဲ့ပူပေါင်းပုံမှာပြန်လဲတက်ခိုက်တင်နေတယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့ကနေထပ်ပြီးတော့မှပြောလိုပါတယ်။ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ဒီတင်ကောင်းဝဲရေချုံပေါက်ကရုံးကနေပြီးတော့မှတကြံကြိုနေမှာသူတို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြုခွေတွေရှိတဲ့နေရာကိုတော်လိုင်းရဆိုတဲ့ကနေပြီးတော့မှဘုံချက်ခဲလို့ပါနော်။ပေါက်ကွဲနေတဲ့ဟာလေးတစ်ချက်လောက်ကြည့်လိုက်ရအောင်။ဒီလိုပေါ့နေမှာဆိုတော့ဒီနေရာလွားရဲတလေးကြာကျွန်းနေဆိုရင်တော့ကာကမတွေကဥပုပ်ဥပုပ်ဆောင်ကြပါတော့ အဲ့မှာဥပ္ပိုလ်ဆောင်တဲ့အချိန်မှာဥစဉ်တို့ပေါ့မြနဲ့ကုကုစုမတ်တကပြည့်စုံပါဘူး။ဒါဥပ္ပိုလ်ဆောင်နေတဲ့ဒီလယူနေတဲ့အချိန်မှာပဲဒီ PD ရဲ့အကြံဖက်လူငန်တော်လူတိဆန်းလူမိတ်စားတွေဟာလုံးနဲ့ဒါလုံး15လုံးအထက်ချတယ်လို့ဥစဉ်တို့ချခံရတယ်ပေါ့နော်။အတူတူချတဲ့အရာတွေဥပ္ပိုလ်တွေတွေကိုမထီရော်လဲဘုရားဇေဒီကတော့ပြုလူနေပါဖြစ်တော့ရဥစဉ်လဲအဲ့ဘုရားဒုံးနေလို့ချတဲ့အရာဘုရားဇေဒီကိုကြားရတာဟုတ် အလုံးကငလေးတန်အကြောင်းလို့ခဏလောထင်မှဆိုလို့ပါနော်အဲ့တော့ပြောတာပဲနော်တောက်တာပါနေပါနော်ဟာဥပဒေကြီးလဲဒါဥပဒေမဆောင်နိုင်ဘူးပေါ့နော်အဲ့တော့ပြောချင်တယ် PD ရဲ့လူတရေဆန်လူငယ်နွားတွေမင်းတို့အခုလုပ်နေရတွေကအချင်းပြင်းတွေကခေရန်နေနေမင်းတို့ပူပေါင်းပြီးခြားတယ်အချင်းပြင်းတွေဘက်ကဟာရင်းနဲ့မင်းတို့လုပ်တယ်အချင်းပြင်းတွေဘက်ကမင်းတို့ပေါင်းစားတွေကနောက်အချင်းပြင်းတွေဟာရင်းရဲ့ PD ရဲ့အခုလုပ်ပူပေါင်းပြီးတော့လုပ်ကြတယ်အဲ့တံပြန်တက်ရောက်မှုအခုလိုအကျိုးပေးရမင်းတို့ဘဝမကူချက်ချင်းလက်ငင်းမင်းတို့ချက်လာလိုက်မယ်ဆိုတာကို မလို့ကောင်းတယ်မှာမြဲမြဲထည့်ထားလို့ပြောချင်ပါတယ်နော်အားလုံးတော့အပေါ်တော့ကျတို့ဒီတော်လိုင်းရေးတပ်ဖွဲ့အနေနဲ့ PDF တွေကိုစင်ကိုပြောဆိုထားတာပါနော်။ဒီကောင်ကတော့အခုချိန်မှာကျတို့ပြည်သူတွေကနေပြီးတော့မှမြို့သိမ်းတဲ့ဘွဲတွေဆင်ရွှဲပြီးတော့မှအောင်ဘွဲတွေရရှိနေလို့တော်တော်လေးကိုခံပြနေတာပြီးတော့မှထို့သဖြင့်အညာက PDF တွေအားဆိုရင်တောင်ပေါ်မှာရှိတဲ့ကျတို့တိုင်းသားညီကိုတွေနဲ့ပူးပေါင်းပြီးတော့မှမြို့ကိုလုံးစုံတင်ပိုက်နေခဲ့တဲ့ပုံမှာတော်တော်လေးကိုခြေခွက်နေတာပဲဖြစ်ပါတယ်။အခုဆိုလဲပေါ့မြို့နယ်မှာရှိတဲ့ viewer တွေဘုံချက်ခံရလို့ပေါ့နော်။ခြေခွက်နေတာပြီးတော့မှ ဗီဒီယိုတွေကိုအားချောင်းပြောဆိုထားတာပဲဖြစ်ပါတယ်။ဒီငါပေါ့ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မြေဘက်ပြည်သူတွေရဲ့အမြင်လေးတွေကိုလည်းခြာပြေးခဲ့ကြဖို့ကျွန်တော်ဒီညကနေအားလုံးကိုတောင်းဆိုပါတယ်။ဆိုတော့ကျွန်တော်ထပ်ဗီဒီယိုသဘောအနေနဲ့နေပေါ်အသမီးကနေပြီးတော့မှပဲပေါ့နော်။သူတို့စစ်ကောင်စီတပ်ဖွဲ့ဝင် lobby ချင်းချင်းတောင်မှပြန်ပြီးတော့မှကိုက်နေရတယ်ဆိုတဲ့အကြောင်းကိုထုတ်ဖော်ဝန်ခံပြောကြားထားတဲ့အလေးဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။တောင်ခမ်းနောက်ချူသတင်းလေးပေါ့နော်။ မဲပုတ်နောင်လင်နဲ့မဲပုတ်ဆိုတာပေါ့နော်တောင်ခမ်းဒေသဖြစ်စင်မှာကောင်းကောင်းပြဿနာပြီးခဲ့တဲ့အခိုင်အမာရွာဖြစ်ပါတယ်ရှင်တပုံတွေကိုအားပေးပြီးတပုံတွေအမများကြီးနေခဲ့တဲ့ရွာဖြစ်ပါတယ်ရှင်ရန်သူကလေကြောက်မဲဘက်ကနေဆင်းလာပြီးဒုထဝရီကိုကူးပြီးနောင်လင်နဲ့မဲပုတ်ဖက်မှာအခိုင်အမာလုပ်ပြီးတော့အမတ်တာ၃၅လေးနဲ့မကြီးကိုဖိအားပေးပြီး၁၆ကိုကိုယူဖို့လုပ်ခဲ့တဲ့နေရာပဲဖြစ်ပါတယ်ရှင်တကယ်လို့ပေါ့အဲ့ဒီ၁၆ကိုကိုတာသူတို့ရသွားမယ်ဆိုရင်လေ တောင်ကြီးရပ်ပတ်ခတ်ပတ်ခတ်လာတဲ့ထောက်ပို့နဲ့အဲမိမိတို့ရဲ့ထောက်ပို့နဲ့ပို့ဆောင်ရေးစစ်ကူလာမဲဟာရိတ်ခါခဲရဲလာမဲဟာတွေကိုဖျက်တောက်ပြီးတော့တောင်ခန်းကိုသူတို့ရသွားနိုင်တဲ့နေရာဖြစ်ပါတယ်အဲ့ဒီနေရာကိုဒီနေ့တက်မတော်ကတိမ့်ပိုက်လိုက်ပြီးဖြစ်ပါတယ်ရှင်အဲ့အဲ့လိုမျိုးတိမ့်ပိုက်လိုက်တဲ့အတွက်ပါဇက်နဲ့လားဟမ်တလေးပြင်ဦးလို့အရန်ကိုစိတ်ချရတဲ့အနေအထားမှာရရှိနေပါတယ်ရှင်တမကဂုံယူစွာနဲ့တင်ဆက်ပေးပါတယ်ရှင်ပြီးတော့အခုလောလောဆယ်ဟိုပါဘောတက်ချုပ်ဟိုလိုင်းပုံမှာပေါ့ကျမတို့ရဲ့တက်မတော်ဖက်က ။တရင်နေကျင်ဆက်နေရရှိပါတယ်ရှင်။တချုပ်ကပေါ့သူ့မိသားစုမထီလို့ပေါ့။အဲအဲ့လိုမျိုးသူ့မိသားစုမနာသေးလို့ပေါ့။ဒီလိုမျိုးလုပ်နေတာပေါ့။အဲ့ဒီစကားတွေကတက်မတော်ကိုသူ့ကိုခွဲနေတဲ့စကားတွေဖြစ်ပါတယ်ရှင်။ဘာကြောင့်လို့အဲ့လိုပြောလဲဆိုတော့ကျမတို့တွေကတက်မတော်ကိုထောက်ခံတာဘူချုပ်ကြီးမင်းအွန်လိုင်းကိုထောက်ခံတာမဟုတ်ပါဘူးရှင်။လူတဦးတစ်ယောက်ကိုထောက်ခံတာမဟုတ်ပါဘူးရှင်။သူမိသားစုအတွက်လည်းကျမတို့လုပ်နေတာမဟုတ်ပါဘူးကျမတို့ကနိုင်ငံနဲ့လူမျိုးအတွက်ဖြစ်ပါတယ် တက်မတော်သားတွေဟာလည်းနိုင်ငံနဲ့လူမျိုးအတွက်အသက်တွေကိုစွန့်လာဖြစ်ပါတယ်။ဦးမင်းအောင်လိုင်တက်ရောက်သေးအတွက်မဟုတ်ပါဘူးရှင်။ဦးမင်းအောင်လိုင်ဆိုတာကလည်းတက်မတော်တဲ့ကတက်မတော်သားတဦးပဲဖြစ်ပါတယ်ရှင်။ကျမတို့ကတဦးတက်ရောက်အတွက်လုပ်နေတာမဟုတ်ပါဘူးရှင်။အဲ့ဒီစကားတွေကသွေးခွဲသက်ရှူတဲ့စကားတွေပဲဖြစ်ပါတယ်။ကျမတို့တက်မတော်သားတွေစိတ်တက်ပြိုလဲပြီးတော့စိတ်ညစ်သွားအောင်လို့လုပ်နေတဲ့စကားတွေပဲဖြစ်ပါတယ်ရှင်။ပြောတော့ပြောတတ်တယ်နော်။သူတို့ပုံစံကတော့အခုချိန်မှာတော့ မြောက်နိုင်ကအပေးထောက်ခံတာမျိုးမဟုတ်ဘဲနဲ့နိုင်ငံနဲ့လူမျိုးကိုကောက်ွက်ခြင်းနဲ့စိတ်နဲ့သာအခုလိုမျိုးဒီစစ်ကောင်စီကိုပြန်ပြောင်းထောက်ခံနေရတဲ့ဆိုတဲ့ကြောင့်ပြောဆိုထားတာပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့တောင်ခါဆိုရင်ကျွန်တော် TNL နဲ့ကျန်တဲ့ဒီတော်လိုင်းရေးမှာမိပူပေါင်းတဖို့ဝင်နေတယ်ပြီးတော့မှဆက်လက်ထိုးဆစ်ဆင်တက်ခိုက်နေဆက်ဖြစ်ပြီးတော့မှသူတို့အနေနဲ့အလုံးစုံရရှိတယ်ဆိုတဲ့တရင်မျိုးအရောပေါ့နော်။လေလိုက်ပေါ်နေတာပြောဆိုနေကြတယ်ဆိုတာအလုံးလက်သိတာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောနေနဲ့ချိန်စာတင်နေပြီးတော့နဲ့ညရာဝက်ဆက်မြောက်လိုက်တို့မိသားစုအကြောင်းပြောဆိုလာတဲ့ရေဝရှင်လေး အခုတခါရောဘယ်လိုမျိုးတွေပြောထားမလဲဆိုတာချက်လောက်ကြည့်လိုက်ရအောင်နော်မင်းအောင်လှန့်ရဲ့မိမတောက်ခေါ်ကျူကျူလှရခိုင်သူက ရခိုင်ကိုမပြန်ရဲတဲ့ရခိုင်ရမ်းပြေဟင်းကျူကျူလှဖြစ်ပါတယ်ဒီတင်းနေနဲ့ပတ်သက်ပြီးတော့ဆော့ရဲ့မိဘပြည်သူတွေကိုရဲဘော်ရဲဘက်ကြီးကိုတွေကိုကျွန်တော်အသေးစိတ်တင်ပြပေးဖို့လဲရှိပါတယ်ဟုတ်ပြီ အရှိမကျွန်တော်တင်ပြခဲ့တဲ့ကုလသမဂ္ဂကလူငယ်ချမ်းသာဖွင့်ပေးဖို့နဲ့ကျောင်းနိုင်ငံတနိုင်ငံလုံးမှာအပြစ်ခတ်ရစဲရေးကိုကျင်ညာချက်ထုတ်ပြန်ထားတဲ့နောက်ပိုင်းတွေမှာအကြိမ်ရေပေါင်း120ကျော်လေကျောင်းလက်နက်ကြီးနဲ့ပြစ်ခတ်မှုတွေရှိခဲ့ပါတယ်ဆိုတာကိုလည်းမင်းအောင်လှိုင်းညင်းလို့မရအခုတောင်ကြီးမြို့ရွှေဖုံးပွင့်စီရောမှာဖျားချစ်တင်နေပါတယ် မာလာနဲ့တမိသားစုလို့တွားပြီးတော့ထိတင်နေတယ်ဆိုတော့ဒိုင်းနမီလို့ပွက်လို့ရှိုက်နေတဲ့အချိန်မှာဒိုင်းနမီလို့ဒုက္ခရောက်နေတဲ့အချိန်မှာဖျားထိတင်မပြတ်ပွဲတက်မပြတ်ဒီလိုချင်းနေမျိုးမှာတစ်ဖက်ရက်ွက်သူတို့ရက်ွက်သူရက်ွက်သားအချင်းချင်းပြန်ပြီးတော့ခဲ့ရဲ့ရှုံချနေတယ်ကျွန်တော်ပြောချင်တာကျွန်တော်တို့ဒါပေမဲ့ကျွန်တော်ပြောချင်တာကတော့အဲ့ဒီ ောင်ကြီးမျိုးချွေဖုံးပွင့်စီတော်ဖျားဒါထင့်တင်တဲ့ကိစ္စမှာအကြံဖတ်ခေါင်းဆောင်မအလကရကြနှစ်မျိုးတွားလုတ်တယ်လို့သိထားရပါတယ်ပရမတိရကြကစကိုင်းငလင်မှပြီးနေပြည်တော်အထိဖို့ဖို့ညံ့ညက်ကြေသွားအောင်ပျက်စီးဆုံးရှုံးခဲ့တဲ့အခြေအနေတွေနဲ့သူရန်ကိုစိုးရိမ်ထိတ်လန့်နေတယ်။အားကြောင့်ရတရားအသေးတံပြေးချီလာ နေပြည်တော်ကြီးကြည်တော့မှာနေပြည်တော်ကြီးကောက်ွယ်တော့မှာနေပြည်တော်ဟာချိန်စာသိနေမြေဖြစ်တော့မှာမအားလာသိနေပြီကျွန်တော်ရင်မိပါတယ်ဟုတ်ပြီနောက်ထပ်အချက်အဲ့ဒီအချက်ကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်သူမိသားစုတွေရဲ့အသက်အန္တရာယ်အတွက်ရကြသွားချေပါလေဒါကြောင့်လည်းပဲတောင်ကြီးမျိုးရွှေဖုံးပွင့်စီတီတော်ထီးတင်ပွဲကိုသမိသားစုလို့ပြောတယ် ်ဒီမှာရေဘော်ရှန်လေးပြောထားတဲ့အတိုင်းပဲပေါ့နော်မြောင်းလိုက်ရတော့အခုဆိုရင်တို့မိသားစုလုံခြုံရေးအတွက်တော်တော်လေးကိုစိုးရိမ်နေတာဖြစ်ပြီးတော့မှရတဲ့နီးနဲ့အခုဆိုရင် ပြန်ပြီးတော့မှပေါ့နော်စူးစမ်းနေတာပဲဖြစ်ပါတယ်အဓိကတော့လုံခြုံရေးတိုးမြင့်တယ်နောက်ပြီးတော့မှမီတင်ရေးတရားတွေပေါ့နော်သူကနေပြီးတော့မှယုံကြည်တဲ့အတိုင်းအခုဆိုရင် ပြန်ပြီးတော့မှစီမံနေနဲ့လို့ဆောင်နေတာပြီးတော့မှမကြခင်မှာတော့သူဘယ်လိုပဲလုပ်လို့ သူရဲ့ကြာဆုံးခေါ်မြတ်မယ်ဆိုတော့ကျွန်တော်တို့ချိန်တီပြောလို့ရနေတာပဲဖြစ်ပါတယ်ပြီးသူတရားလုံးအနေနဲ့ကတော့ဆိုရလာတဲ့မြောက်အွန်လိုင်းနဲ့သူတို့ physical animation စနစ်ကိုမကြိုက်လွန်းလို့အခုချိန်ထိပေါ့နော်တော်လန်ပုံကနေကြတာဖြစ်ပြီးတော့မှမကြခင်မှာတော့ကျွန်တော်တို့အနေနဲ့အောင်ပွဲတွေရရှိမယ်ဆိုတော့အခုချိန်မှာကလေးက အရေးအယောင်တွေမြင်နေရတာပဲဖြစ်ပါတယ်စစ်ကောင်စီရဲ့တမမှုတွေအရာရှိတွေအရဆိုလဲကျွန်တော်တို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေရဲ့စစ်တပ်ဖွဲ့ဖြစ်ဖန်ဆီးခြင်းခံရတာမလို့မကြတော့တဲ့ရေးပိုင်းကာလတွေတွင်မှာကျွန်တော်တို့နေတဲ့ဒီထက်ပိုပြီးတော့မကောင်းတဲ့တော်လိုင်းတရင်းကောင်းတွေကြားဖို့ရှိတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပတ်ပြည်သူများအားလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးမှချင်တဲ့ပြေဆုံးပြီးတော့မှဒီတကြံကာလမတ်တွေကျွန်တော်တို့တော်လိုင်းရေးအောင်ပွဲတွေအထိစင်လုံးရှင်လိုက်ချမ်းမြေ့ကြပြီးတော့မှတရားရေးချမ်းတဲ့ညလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုံးမကောင်းတောင်းပေးလိုက်ပါတယ်